အားလုံးမင်္ဂလာပါရှင်။တမီးတို့ဖွဲ့ရတော့ group 1ပဲဖြစ်ပါရဲ့ရှင်။တမီးတို့ဖွဲ့ရဲ့မှာပါဝင်တဲ့သူတွေကတော့ TG7 04 08 13 17 19 23 27 35 39 43 48ပဲဖြစ်ပါရဲ့ရှင်။တမီးတို့တင်ဆက်သွားမယ့်အကြောင်းအရာလေးကတော့ဘက်တီးရီးယားပဲဖြစ်ပါရဲ့ရှင်။သားတို့ပြောပြမယ့်အကြောင်းအရာများကတော့ဘက်တီးရီးယားများဤအမျိုးအစားပုံတရံအရွယ်အစားမီကိုနေထိုင်ရာဒေသမျိုးပွားခြင်းအတုံးချမှုနှင့်တည်ရောက်မှုတို့ပဲဖြစ်ပါတယ်ဗျာ။ ဘက်တီးရီးယား၏အမျိုးအစားများဘက်တီးရီးယားကို10နာရီတိဆောက်ပုံအပေါ်မူတည်ပြီး gram positive နဲ့ gram negative ဟုခွဲခြားနိုင်ပါတယ်။ gram positive ဘက်တီးရီးယားများတွင် thick patty doglycan လေးရာပါဝင်ပါတယ်။ gram negative ဘက်တီးရီးယားများတွင် thin patty doglycan လေးရာနှင့် ultra membrane ပါဝင်ပါတယ်။ ပတူရိုက်ပုံတရံဝိုင်းပုံတရံဥပမာဖြာနာတဲ့တော့ပတူရီယာလုံရှည်တရံလုံရှည်သူမဟုတ်တရံဥပမာအထာရတော့ပတူရီယာအလင်းရောက်နေတွေ့ရပါတယ်အလဲပတ်တရံချုပ်ကွင်းသူမဟုတ်လဲပတ်အဆိုင်နာဖြစ်စေတော့ပုံမှာချားပုံတရံများကိုေးပုံတရံထောက်လန်းရောက်ကဖြစ်စေတော့ပို့ဥပမာချွန်ဆွဲတရံပုံမှာတချို့တို့ဖြစ်သည်ပတူရီယာ၏အရွယ်စား ဘက်တီးရီးယားများသည်များသောအားဖြင့်မိုက်ခရိုမီတာ UN ဖြင့်တိုင်းနာနိုင်ပါသည်။ပုံမှန်အားဖြင့်0.2 to 2.0 UN မိုက်ခရိုမီတာအရှင်း1 to 10 UM အလျားဘက်စီလက်စ်တွင်ပိုရှိနိုင်ပါသည်။ဥပမာဦးလန်းချောင်းတွင်တွေ့ရသောဘက်တီးရီးယား၏အရွယ်အစားအလျား1 to 2 UM အရှင်း0.5 UM အသားရေအသားရေဘက်တီးရီးယား၏အရွယ်အစားအရှင်း0.8 UM ဖတ်ဝင်ခြင်းတင်တရားဒီဘက်တီးရီးယား၏အရေအစားအလျား4 to 10 million တို့ဖြစ်ပါရဲ့ရှင်။ ဘက်တီးရီးယား၏နေထိုင်ရာနေရာဘက်တီးရီးယားကအပင်တွေလူခန္ဓာကိုယ်တွေမှုတွေတိငှက်စားသည့်လူပတ်ဝန်းကျင်တွေမှာတည်ရှိတယ်ပြီးတော့လျင်မြန်စွာကူးစက်တဲ့မြေစီလာတဲ့တွင်အနှစ်နှစ်သက်တမ်းအကြာဆုံးသက်ရှိများဖြစ်တဲ့အမြင့်များရှိသောရေအနည်းတွင်အစာရှာဖွေရေးနှင့်ရေထဲကြောင်းလဲမှုများပြုလုပ်သောပုံများတွင်ပါဝင်ပါတယ်လေထဲတွင်ဖုံမုံနှင့်အတူပြန့်နှံ့နိုင်တဲ့ဥမကြီးအရေပြားထုံချောင်းစားသည့်လူရဲ့ခန္ဓာကိုယ်တွေလည်းနေပါတယ်အမြင့်များနဲ့အတူတည်ရှိပြီးအကြံဖြည့်ပေးတဲ့တန်ယုံနှင့်အညစ်ကြီးများအသေးမင်းခန္ဓာကိုယ်များနဲ့ င်ခြင်းများလည်းရှိပါတယ်။ဘက်တီးရီးယား၏မျိုးပွားခြင်းဘက်တီးရီးယားများကအယိုရှင်ဆုံးနှင့်အမြန်ဆုံးမျိုးပွားနည်းဖြင့်မျိုးပွားပါတယ်။အစာဖြစ်အားကောင်းပြီးတော့တင်းတင်းသောဘက်ဝင်ခြင်းတွင်20မိနစ်အတွင်းဆဲတစ်ခုမှနှစ်ခုဖြစ်နိုင်ပါတယ်။ဘက်တီးရီးယားများကတခြားဘက်တီးရီးယားများနှင့် မျိုးပိစာအရှက်အလက်များဖလှယ်နိုင်ပါတယ်။ အသုံးရှားမှုနဲ့တည်ရမှုပထရီယများကအများဆုံးအသုံးဝင်မှုများစွာရှိသလိုရောဂါဖြစ်ပေါ်နိုင်တဲ့အန္တရာယ်များလည်းရှိပါသေးရှင်အသုံးဝင်သောပထရီယများကလက်တို့ပစီရက်တိကက်ထုတ်လုပ်မှုရိုက်ဆိုဗီယံအပင်များတွဲအကြံဖြစ်မှုဖြစ်ပါသေးရှင်ရောဂါဖြစ်စေနိုင်တဲ့ပထရီယများက Microbacterium tuberculosis ကြောင့်ရောဂါဆက်မှုနဲ့လားအစာအိမ်ပိုးများလိုပဲဖြစ်ပါသေးရှင် တမီတို့ရဲ့ presentation လေးကိုနားဆင်ပေးကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။အမားတို့ဆုံးတရားပတ်တော်ခင်နဲ့ခုလပ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။